Hi အားလုံးပဲမင်္ဂလာပါ။ Cloud Culture နဲ့ Angela ပြန်နေကြိုဆိုလိုက်ပါရစေ။ဒီဗီဒီယိုမှာတော့တရှိုးလုပ်ငန်းဖွဲ့စည်းခြင်းတစ်ခုဖြစ်တဲ့ American နိုင်ငံရဲ့ CIA ရဲ့ပြီး UK ရဲ့ MI6 အဖွဲ့စည်းနှစ်ခုပူးပေါင်းဆောင်ရွက်ထားတဲ့ Operation Go အကြောင်းကိုပြောပြသွားမှာဖြစ်တယ်။ပြီးလို့ရှိရင်ဒီ Make a Look လေးကိုပေါ့နော်တခါလေးပြင်ရင်းနဲ့ပြောပြသွားမှာပါ။အရင်တော့အန်ဂျလာပြောခဲ့တဲ့ style ပေါ့နော်ပြိတ္တတွေကတောင်းဆိုကြတယ်ဆိုတော့စပြန်လုပ်ကြည့်တာအဲဒီတော့အာ မပါခဲ့သေးရှိတော့လေခွင့်လွှတ်ပေးကြပါလို့ဂျိုးပတင်တောင်းပန်လိုက်ပါတယ်အဲ့ဒါဆိုလို့ရှင်ဗီဒီယိုကိုဆက်လိုက်ကြဆို yes ုတိယကပ္ပစစ်မှာပေါ့နော်ဒီဖက်စစ်တွေနဲ့ဒီမဟာမိတ်တွေနဲ့တိုက်ခဲ့ကြတာပေါ့ပြီးတော့ဒုတိယကမ္ဘာစစ်လဲပြီးရောစစ်အေးကာလလို့ခေါ်တဲ့ Cold War မှာဆိုလို့ရှိရင်ဒီအဲ့ဒီအဖွဲ့တွေကနှစ်ချမ်းကွဲသွားတယ်ဘလို့နှစ်ချမ်းကွဲခဲ့လဲဆိုတော့ Western Bloc လို့ခေါ်တဲ့ American ဥဆောင်တဲ့နိုင်ငံတွေရယ်ပြီးလို့ရှိရင် Eastern Bloc လို့ခေါ်တဲ့ Soviet Union ဥဆောင်တဲ့နိုင်ငံတွေရယ်ဆိုပြီးတော့ဒီ Western နဲ့ Eastern Bloc ဆိုပြီးတော့ စစ်အေးကာလမှာတင်းမာနေကြတာအဲ့အချိန်တုန်းကဘလို့မြို့လဲဆိုတော့ဒီပြည်သူလူထုတွေကကြတော့မသိဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီစစ်အေးကာလမှာအပြင်းအထန်တင်းမာပြီးတိုက်ခိုက်နေကြတာချင်းချင်းကိုက်နေကြတာဘာလဲဆိုတချိုစစ်အဲ့တော့ဒီဆိုဗီယက်ယူနယ်ဥဆောင်တဲ့ဒီတချိုတွေကလည်းဒီ western block ကိုအတကောအဆုံဆန်းထောက်လန်းနေပြီးလို့ရှိရင်ဒီ Western bloc ကိုဦးဆောင်တဲ့ American တရှိုးတွေကလည်း Hasoviet Union ဘာရီလုံနေပြီလဲဆိုတဲ့ဟာကိုတစ်ချိန်လုံးစုံစမ်းထောက်လန်းနေခဲ့တာအဲ့ဒီအချိန်မှာ Berlin တတိုင်းဆိုတာကြားဖူးကြမှာပေါ့နော်အဲ့ Berlin တတိုင်းဆိုတာကအရှိ Berlin နဲ့အနောက် Berlin ကိုဒီခွဲခြားထားတဲ့တတိုင်းကြီးဖြစ်တဲ့အရန်ကိုလုံခြုံရေးတင်းကျပ်တဲ့အာအရှိ Berlin ဟာဆိုလို့ရှိရင် ပြောရမယ်ဆိုလို့ရှိရင် socialist communist water နဲ့ဖုံးလွှမ်းထားတဲ့ Soviet Union လက်အောက်မှာရှိတယ်။အနောက်ဘာလင်ကကြတော့ဒီ democracy လမ်းစဉ်ဝါဒအောက်မှာရှိတယ်ပေါ့နော်။အတိကတော့အဲ့ဒီဘာလင်တတိုင်းကြီးကဒီ Soviet Union အောက်မှာရှိတဲ့ဒီပြည်သူပြည်သားတွေအနောက်ဘာလင်ကိုထွက်ပြေးလို့မရအောင်လုံခြုံရေးအင်မတန်တင်းကျပ်စွာ ထားထားတဲ့ဒီနေဆက်တတိုင်းကြီးဖြစ်တယ်ပေါ့ ဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဒီဆိုဗီယက်ယူနီယံအုပ်ချုပ်တဲ့အရှေ့ပါလင်မှာဒီဆိုဗီယက်ယူနီယံရဲ့စစ်ဌာနချုပ်ဆိုတဲ့ဟာရှိတယ်။အဲ့စစ်ဌာနချုပ်ကအဲ့စစ်ဌာနချုပ်ထဲက information ကို CIA ရတရှိုးတွေကလိုချင်တာလိုချင်တာဒါပေမဲ့အခုနပြောသလိုပဲဘာလင်တတိုင်းဟာအင်မတိအင်မတန်လုံခြုံရေးတင်းကျပ်တဲ့တတိုင်းဒီနယ်ဆက်တရားကြီးဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကဒီတရှိုးတွေကိုစိတ်လွတ်ဖို့ဆိုတဲ့ဟာကလည်း သူရှိုးရဲ့အတွက်အရန်အန်တီဂေကြီးမာတယ်ပေါ့နော်အဲ့တော့ဘာလို့တော့တွေးမိလဲဆိုတော့ CIA ကနေပြီးတော့ကဲအဲ့ဒါဆိုလို့ရှင်ရင် United Kingdom ရဲ့တရှိုးအဖွဲ့စည်းကြီးဖြစ်တဲ့ SIS လို့ခေါ်တယ်ဒီ Secret Intelligence Service အဲသူရဲ့ MI6 ဆိုခေါ်တဲ့ Military Intelligence Section 6အဲ့ဒီတရှိုးလုပ်ငန်းနဲ့ပူးပေါင်းပြီးတော့ CIA နဲ့ MI6 နဲ့ပေါင်းပြီးတော့ Operation Gold ဆိုရဲဒီ အရှိဘာလင်မှာရှိတဲ့ဆိုဗီယက်ယူနီယံရဲ့စစ်ဌာနချုပ်ကိုဒီ information ကိုပို့ရန်တို့စတဲ့စီစဉ်ခဲ့တယ်။အဲဒီစီစဉ်ရခြင်းအကြောင်းရင်းကဘာလဲဆိုလို့ရှိရင်အဲ့ချိန်တုန်းကအဲအန်ဒီယားနှစ်ခုရှိနေ။အဲ့ပထမအန်ဒီယားဘာလဲဆိုတော့ဒီ community water လုံးဝကဘာပေါ်မှာတို့လိုဖုံးလွှမ်းလာတယ်ပေါ့နော်ပြတ်နှက်လာတယ်အဲ့အတွက်ကြောင့်မလို့အဲ့ဒီ community water ကို ဒီပြက်နှက်လာမှုကိုစိုးရင်ရတဲ့အတွက်ကြောင့်ပထမတစ်ချက်ဒုတိယတစ်ချက်ကဘာလဲဆိုတော့ဒီနျူကလ িয়ার ဘုံအန်တီရယ်ဆိုဗီယက်ယူနီယံစီမှာအဲ့အချိန်မှာနျူကလ িয়ার ဘုံရှိတော့သူတို့စမ်းသပ်ပြီးတော့ပေါ့နော်လှုပ်ဆောင်နေတဲ့အတွက်ကြောင့်မို့လို့အမေရိကန်နိုင်ငံတွေကလည်းဒီဟဲဆိုဗီယက်ယူနီယံတွေကပဲအချိန်များပါဝါပြပြီးတော့ဒီဝက်စတန်ဘလော့နိုင်ငံတွေကို ဘုံလာကျဲမလဲဆိုတဲ့ဟာရင်တထိတ်နဲ့ထိတ်ရင်တထိတ်ထိတ်နဲ့ကြောက်နေရဘာလို့လဲဆိုတော့အဲ့ဒီမတိုင်ခင်ဒုတိယကမ္ဘာစစ်မှာအမေရိကန်ဂျပန်ကိုနျူကလ িয়ার ဘုံကျဲပြီးတွားပြီလေဘုံကျဲပြီးတွားပြီဆိုတော့ရုရှားဒီရုရှားဆိုဗီယက်ယူနီယံကလည်းမကျဲဘူးလို့မပြောနိုင်ဘူးသိတယ်မလားအဲ့တော့ဒီ operation goal ကို berlin tunnel လို့လည်းခေါ်တယ်ပြီးလို့ရှိရင်ဒီ SIS ဖက်ဒီ MI6 ဖက်ကကြတော့အဲ့ဒီ operation ကို operation stopwatch လို့လည်းခေါ်ရပေါ့နော်အဓိကအဲ့ဒီ operation ကဘာလဲဆိုလို့ရှိရင်ဒီ American နိုင်ငံပိုင်နဲ့အနောက်ဘာလင်ကနေပြီးတော့ဒီဥမင်လိုင်းကောင်းတူးပြီးတော့အရှေ့ဘာလင်ကိုခါရမြေအောက်ဥမင်လိုင်းကောင်းကနေတဆင့်တူးပြီးတော့ဆက်တွယ်ရေးအတန်ဖန်းတဲ့ဟာတွေကိုသူကလှုပ် ဒါပေမဲ့အဲ့ဒီပြောရမယ်ဆိုလို့ရှင်ဥမင်နိုင်ကောင်းတူတာနင်းနေနော်နော်ဖြစ်တဲ့အလုပ်မဟုတ်လေတကယ် top secret ဖြစ်မှကိုပဲရမှာသိရမလားအဲ့တော့အဲ့ဒီ operation ကအရင်အရေးကြီးတဲ့အတွက်ကြောင့်မလို့ CIA ကအရာရှိဖြစ်တဲ့ Bill Billy Harvey ပေါ့နော် Billy Harvey က1952ခုနှစ်မှာဒီ Germany အနောက် Germany မှာ ရှိတဲ့အရာရှိကြီး ဒီဂျမနီစုံစမ်းထောက်လန်းရေးအရာရှိ Reinhard Glehan ကိုတွားတွေ့ခဲ့တယ်။တွားတွေ့ပြီးတော့ဒီဖြစ်နိုင်ခြေရှိတဲ့ပေါ့နော်အဲ့ဒီအရှိဂျမနီဘက်မှာရှိတဲ့ဒီစစ်ဌာနချုပ်ကဘယ်နေရာလောက်မှာရှိတယ်ပြီးလို့ရှင်သူတို့ရဲ့ဆက်သွယ်ရေး cable ကြိုးတန်းတွေကဘယ်လောက်အနက်မှာရှိလဲဆိုတဲ့ဟာကိုတွားရောက်အာစုံစမ်းခဲ့တယ်။စံပြီးနောက်ပိုင်းမှာ MI6 အရာရှိတွေနဲ့ဒီ CIA အရာရှိတွေနဲ့အတူတူဒီလန်ဒန်မြို့မှာ ိတ်ခိုးလေးလုံးဝတူတူတိတ်တိတ်လေးထိတ်သေးအစီဝေးဒီ operation ကိုနဲ့ပတ်သက်ပြီးအစီဝေးလုပ်ခဲ့တယ်။အဲ့ဒီအစီဝေးကိုဂျာမနီနိုင်ငံနဲ့ပတ်သက်တဲ့အရာရှိတွေရယ်ပြီးအနောက်ဂျာမနီနဲ့ပတ်သက်တဲ့အရာရှိတွေရောလုံးဝအတိမပေးခဲ့ဘူး။ဘာလို့လဲဆိုတော့ အရှိဂျာမနီနဲ့အနောက်ဂျာမနီရဲ့တင်းမာနေတဲ့အချိန်မှာအနောက်ဂျာမနီရဲ့လုံခြုံရေးအရင်ဟိုအရင်ပျော့တယ်ပေါ့နော်အဲ့တော့ဒီဆိုဗီယက်ယူနီယံဘက်ကတည်င်းရဖို့အရန်လွယ်တယ်အရန်လွယ်ရတဲ့ကြောင့်မလို့ဒီ operation ကို MI6 နဲ့ CIA အဖွဲ့အစည်းနှစ်ခုကြားထဲမှာပဲသူတို့တူတူတိတ်တိတ်လေးကိုတိုင်ပင်ခဲ့တယ်ဒါပေမဲ့လေသူတို့ဘလောက်ပဲတူတူတိတ်တိတ်စီစဉ်ပါတယ်ဆိုတော့ညာလေဆိုဗီယက်ယူနီယံတရှိုးအဖွဲ့အစည်းကြီးဖြစ်တဲ့ KGB ရဲ့ သတင်းပေးတရှိုးတူอ่ะအဲ့ဒီအစီအွေမှာပါခဲ့တယ်အဲ့ဒီသူကဘာတူလဲဆိုလို့ရှင် George Blake လို့ခေါ်တယ်သူကဒီ United Kingdom ရဲ့ MI6 တရှိုးအကြီးစားတူဖြစ်တယ်ဒါပေမဲ့သူက MI6 ကိုတက်စာဖောက်ပြီးတော့ KGB ကိုသတင်းသတင်းတွေပေးနေတာအဲ့ဒီတူတူတိတ်တိတ်လောက်တဲ့အစီအွေမှာလဲအဓိကအနေအထားနဲ့ပါတာဘာတူလဲဆိုတော့ George Blake George Blake ကအဲ့ဒီ Operation Go အကြောင်းကိုအကြမ်းဖျင်းသူနားလည်သွားပြီးတိသွားတဲ့အချိန်ကျတော့သူက KGB ကိုချက်ချင်းတင်းပို့ခဲ့တယ်။တင်းပို့ခဲ့တဲ့အချိန်မှာ KGB ကအကြက်ရိုက်နေတာပေါ့နော်။ဟာ Okay အဲ့ဒါဆိုလို့ရှင်ငါတို့ဘယ်လိုလုပ်ရမှာလဲ။ဒါပေမဲ့အဲ့ချိန်မှာဒီဥမင်လိုင်းကောင် operation မစတဲ့မစတဲ့ဒါပေမဲ့ KGBC မှာရွေးချယ်စရာနှစ်လမ်းပဲရှိတယ်။တလမ်းကဘာလဲဆိုလို့ရှင်ရဲ့ ီသူတို့ဥမင်နိုင်ကောင်း operation go the ဥမင်နိုင်ကောင်းစတူးတာ ਨੇ အဲ့ဒီဥမင်နိုင်ကောင်း project ကိုခါရရက်တန့်ပြီးတော့အာအလစ်ဝင်တိုက်ဖို့ပေါ့နော်အဲ့ဒီအဲ့ဒီလမ်းရှိတယ်နောက်တလမ်းကဘာလဲဆိုလို့ရှင်ရဲ့အဲ့လိုမျိုးတာလောက်ခဲ့မယ်ဆိုလို့ရှင် George Blake ကအဖမ်းခံရမှာအဖမ်းခံရမှာတိတ်ချရဲအဲ့ဒါဆိုလို့ရှင်ရင် information ထပ်မရနိုင်တော့ဘူးပေါ့နော်ဘာလို့လဲဆို George Blake ဒီအရန်ကို ပြောင်မြောက်တော့ KGB အတွက်အားအားကိုးရာအားထားရာတရှိုးတစ္ဆာဖောက်တူဖြစ်တယ်ဗတ်ပြောင်းတရှိုးတူဖြစ်တယ်ပေါ့ဒုတိယရွေးချယ်မှုကဘာလဲဆိုလို့ရှင်ရင် George Blake ကို ကာကွယ်တဲ့အနေနဲ့ဒီ Berlin Tunnel ကိုဒီ Operation Go ကို KGB အနေနဲ့မတိချအောင်ဆောင်လိုက် မတိချအောင်ဆောင်လိုက်ပြီးတော့သူတို့ကိုဥမင်လိုင်းကောင်းတူခိုင်းလိုက်တူခိုင်းပြီးတော့ဒီ George Blake တခုခု အအချင်းနေမဟန်လာတဲ့အချိန်ကြမှာဥမင်နိုင်ကောင်းကိုထားတဲ့အလစ်တိုက်မယ်အဲ့လိုမျိုးရွေးချယ်ဆန်တစ်ခုရှိတယ်ဒါပေမဲ့ KGB ကကြတော့အဲ့ချိန်တော့ George Blake လောက်ဒီတန်ဖိုးထားရတဲ့ဗတ်ပြောင်းတရှုံမရှိတဲ့အတွက်ကြောင့်မလို့ဒီ Operation Go ကိုအစီအစဉ်ကိုတည်တော်ညာလဲမတိချင်အောင်ဆောင်ပဲနဲ့ဥမင်လန်ကောင်းအစီအစဉ်ကိုစတင်စေခဲ့တယ် ဲ့လိုနဲ့ပဲဒီဇင်ဘာလ1953ခုနှစ်မှာဒီဘာလန်မြေအောက်လှိုင်းဂူကြီးကိုပေါ့နော် Operation Go ကိုဒီ American နိုင်ငံရဲ့ CIA အရာရှိ Billy Harvey ကစီမံပြီးတော့ဒီ American စစ်တပ်ရဲ့အရန်ကိုအားကိုးအားထားရတဲ့ engineer ဖြစ်တဲ့ Captain Williamson ကဦးဆောင်ပြီးတော့အဲ့ဒီဥမြင်နိုင်ကောင် project ကိုစတင်ခဲ့တယ် ဲ့ဒီဥမင်လိုင်ကောင်းကိုဘယ်လိုမျိုးဆော့ဆော့တာလဲဆိုတော့အရန်စိတ်ဝင်စားစရာကောင်းတယ်အဲ့ဒါကလေဒီလိုဒီအနောက်ဘာလန်မရှိတဲ့ American ပိုင်နှက်မှာပေါ့နော်သူတို့က warehouse ဆိုပြီးတော့ store ခန်းအကြီးကြီးတစ်ခုစောက်တယ်အဲ့ store ခန်းအကြီးကြီးစောက်ပြီးတော့အဲ့ store ခန်းကနေပြီးတော့ဝင်မယ်ဆိုလို့ရှိရင်ဒီမြေအောက်မှာ23ပေနှက်တဲ့မြေအောက်ဒီထဲမှာနောက်ထပ် store ခန်းဆိုပြီးအကြီးကြီးတစ်ခုကိုသူတို့စောက်လိုက်တယ်အဲ့စောက်ပြီးတော့ အဓိကအဲ့ဒီဥမင်လိုင်းကိုမှဒီသူတို့အဓိကအာ focus ထားတဲ့အရာပါလဲဆိုလို့ရှိရင်ဒီဥမင်လိုင်းကောင်းတူတဲ့သူတွေအသက်ရှူမမဝပဲနဲ့ပေါ့နော်အသက်ရှူပိတ်တာမျိုးမဖြစ်အောင်ပြီးလို့ရှိရင်နောက်ထပ်တစ်ခုကအပြင်ကနေပြီးတော့အတန်မကြားရအောင်ပြလို့ရှင်ဒီမြေတွေပေါ့နော်သူတို့မြေကိုတူးရတဲ့အတွက်ကြောင့်ဒီမြေတွေကိုဘယ်လိုလုပ်မလဲဆိုတော့ okay ဒီမြေတွေအကုန်လုံးကို23ပေ အောက်မှာရှိတဲ့အဲ့ဒီစတိုခန်းအကြီးကြီးမှာပဲတခါတည်းမြေတွေကိုတို့ထားဖို့ရန်အတွက်သူတို့စနစ်တကျကိုဟိုဗာလဲစီစဉ်ခဲ့တယ်။ဒါပေမဲ့လေသူတို့ဘလောက်ပဲဟိုကောင်းအောင်စီစဉ်သည်ဖြစ်တော်ညာလဲ။ဟိုအခက်ခဲတွေဆိုတာရှိတာပေါ့နော်။အဲ့အခက်ခဲတွေကဘာလဲဆိုလို့ရှိရင်သူတို့ကဥမြင်လိုင်းကောင်းတူးရင်းနဲ့ရေပောက်တွေဖောက်မိပြီးတော့အဲ့ရေတွေဝင်လို့တခါတည်းရေကြီးလို့အဲ့ဒီ ဒီဥမင်လိုင်းကောင်းရှောက်တဲ့တွေထွက်ပြေးရတာနဲ့နောက်ပြီးတော့ဒုတိယကဘာဆက်အပီးဖြစ်တဲ့အတွက်ကြောင့်မလို့ဒုတိယကဘာဆက်မှာကြံခဲ့တဲ့ဒီဘုံအစာအနတွေရှိမှာဆိုလို့အဲ့ဒီဟာတွေကိုတုတ်တန်ရှင်းလင်းရတာနဲ့အယံကိုခက်ခက်ခက်ခဲပဲဒီဥမင်လိုင်းကောင်းကိုတိဆောက်ခဲ့တယ်။ဒါပေမဲ့7လ7ရက်အကြာမှာတော့ 1486ပေရှည်တယ်ပြီးလို့ရှိရင်အကျယ်ဝန်းအနေနဲ့ကတော့6ပေရှည်တယ်ဥမြင်လိုင်ကောင်းမြေအောက်ဥမြင်လိုင်ကောင်းကြီးကိုအောင်မြင်စွာအာတည်ဆောက်နိုင်ခဲ့တယ်အဲအဲ့မှာဘာဖြစ်လဲဆိုတော့ဒီ KGB ဘက်ကလည်းလုံးဝအဲ့ဆိုဗီယက်ယူနီယံဘက်ကအဲ့ဥမြင်လိုင်ကောင်းနဲ့ပတ်သက်ပြီးတော့အရန်သူတို့အလက်တိုက်ချင်တာ ဒါပေမဲ့ George Blake ကိုလည်းဆုံးရှုံးမခံနိုင်တော့နောက်ဆုံးကျတော့ okay ဒီဥမင်လိုင်းကောင်းတဲ့ပတ်သက်တဲ့ information တွေအကုန်လုံးကို George Blake ကတဆင်းသူတို့ဒီတည်င်းယူခဲ့တယ်ပေါ့နော်။ဒါပေမဲ့အဲ့ဒီဟာသိရမှာလေ George Blake က MI6 အတွက်အလုပ်လုပ်တာနော်။ဒါ UK အတွက်လုပ်လုပ်တာ။ဒါပေမဲ့ဒီဥမင်လိုင်းကောင်း project အစအဆုံးဦးဆောင်တဲ့သူတွေကကျတော့ CIA ဘက်ကဆိုတော့ information က ဒီ CIA ဘက်ကပို့ပြီးတော့ဒီ information ကိုထိမ့်သိမ်းခွင့်ရခဲ့တဲ့အတွက်ကြောင့်မလို့ George Blake ဒီသူ information တော့ရယူနိုင်ခဲ့တယ်ဒါပေမဲ့အလောက် ठी ကိုဟိုလေးလေးနက်နက်သူ့ဖော်တဲ့ဟာမျိုးတော့သူမရခဲ့ဘူးပေါ့ ။အိုမန်လိုင်ကောင်းကြီးလည်းတူပြီးတော့တခါတဲ့ CIA နဲ့ MI6 ကအတံဖန်းကရိယာတွေကိုဥမန်လိုင်ကောင်းကြီးထဲမှာတခါတဲ့ထိုးထည့်တော့တာပဲ။ဥမန်လိုင်ကောင်းမှာအဲအရင်တော့ဆိုလို့ရှိရင်အတံဖန်းကရိယာတွေကဒီလိုမျိုးတိတ်တိတ်လေးတွေမဟုတ်ဘူးပေါ့ကအကြီးကြီးတွေတည့်ရမှာလား။အဲ့တော့အဲအကြီးကြီးတွေကိုခါတဲ့ရအောင်ဥမန်လိုင်ကောင်းထဲထည့်တယ်။ပြီးလို့ရှိရင်နာယီပေါင်း6000 9000ကြတဲ့ conversation တွေကိုသူတို့အတန်ဖန်းနိုင်ခဲ့တယ် အဲ့အတန်ဖန်းတဲ့အထက်မှာသူဘာသာစကားအခက်ခဲတော့နည်းနည်းရှိတာပေါ့ဘယ်လိုမျိုးရှိလဲဆိုတော့ဒီရုရှားလိုဂျာမနီလိုပြောတာများတယ်ပြီးလို့ရှင်ရင်ဒီဆိုဗီယက်ယူနီယံ KGB ဘက်ကသူတို့စစ်ပတ်ဆိုင်ရာ information တွေကိုကြော်တော့စကားဝတ်နဲ့ပြောတာဒီရုရှားလိုစကားဝတ်နဲ့ပြောတဲ့အတွက်ကြောင့်မလို့နာဘာသာစကားအရင်အခက်ခဲဖြစ်နေတာဘာလို့ဆို MI6 နဲ့ CIA အင်္ဂလိပ်လိုပြောတာများတယ်နော်အဲ့တော့သူတို့ဘယ်လိုလုပ်လိုက်လဲဆိုတော့ London မှာဒီ ဂျာမနီနဲ့ရုရှားဘာသာစကားစာပေကျွမ်းကျင်တဲ့ linguist တွေကို318ယောက်ကိုစုပြီးတော့ဒီနိုင်ပေါင်း6000 9000ကြားတဲ့ conversation တွေပြီးစကားဝတ်နဲ့ပြောတဲ့ဟာတွေအကုန်လုံးကိုဘာသာပြန်ခိုင်းခဲ့တယ်။စဉ်းစားကြည့်နော် linguist ပညာရှင်318ယောက်ကဘာသာပြန်ခဲ့တာ။ လိုနဲ့ဒီသူတို့အရေးကြီးတဲ့ information of information တစ်ချို့လဲသူတို့ရခဲ့တယ်ပေါ့နော်ရခဲ့တယ် KG ဖက် B ဖက်ကကြတော့နည်းနည်းလေးဘယ်လိုပြောရမလဲဆိုတော့တစ်ချက်လေးပေါ့သွားတာပေါ့ဘာလို့လဲဆိုတော့သူတို့ကဒီ information မဟုတ်တဲ့ဟာတွေကို feed လုပ်ဖို့မစ조사ဘူးမစ조사ဘဲနဲ့ဒီတကယ် information အစ်စ်တွေကိုစစ်ပတ်ဆိုင်ရာ information အစ်စ်တွေကိုသူတို့စကားဝတ်နဲ့ပြောခဲ့တယ်။ဒါပေမဲ့အဲ့စကားဝတ်တွေကိုလည်း ဒီသူတို့ဘာသာပြန်နိုင်ခဲ့တယ်အဲ့လိုနဲ့1955ခုနှစ်မှာဒီ George Blake ကို MI6 ကဌာနပြောင်းလိုက်တယ်ဌာနပြောင်းလိုက်တော့အဲ့ဒါအခွင့်အရေးအကြီးစားပဲလေနော်အဲ့ဒါနဲ့ okay KGB ဘက်ကဘလိုမျိုးတုတ်ပြန်လဲဆိုလို့ရှင် Blake ကိုသူတို့ကဌာနပြောင်းလိုက်ပြီဆိုတော့ဥမင်လိုင်ကောင်းကိုမတော်တဆငါတို့ကတိသွားတဲ့ style မျိုးပေါ့နော်တခါလေအာငါတို့တွေ ဥမြန်နိုင်ကောင်းကိုတွားပြီးတော့အဆဖော်ရအောင်ဆိုပြီးတော့သူဆုံးဖြတ်ခဲ့တယ်။အာ KGB ဘက်ကနေပြီးတော့ဥမြန်နိုင်ကောင်းចောင်းတိတွားပါပြီးဆိုပြီးတော့ CIA နဲ့ MI6 ကလည်းတတင်းပြန်ရတယ်။သူတို့လည်းဒီတချို့တွေရှိတာဟုတ်တယ်မလား။အဲ့ဒါနဲ့တတင်းပြန်ရတဲ့အချိန်မှာဘလို့လုပ်လဲဆိုတော့ Okay uh, CIA နဲ့ MI6 တွတ်ထားတာဒီ16လောက်ကြာပြီးတော့မှသူတို့ကတိတယ်ဆိုတော့ဗောနော်။အဲကဲကပ တတဲမှာပေါ့နော်ဟဲအကြာကြီးဥမင်လိုင်းကောင်းကြီးတစ်ခုလုံးဆောက်တာမှ KGB ရပေါ့နော်ဆိုဗီယက်ယူနီယံကမတိဘူးဆိုပြီးတော့သူတို့တိတ်ခါကြမှာပဲအဲအကြောက်ဒီတတဲကိုတော့သူတို့အာမမပေါ်ပြတ်လောက်ဘူးဆိုပြီးတော့ short တွက်လိုက်တာဘာလို့ short တွက်လဲဆိုရဲဟာအကြောင်းရင်းရှိတယ် အဲ့ဒီခေတ်တုန်းကကြတော့ social media လည်းမထွန်းပေါက်ဂျာနယ်မဂဇင်းလည်းမရှိဘူးသူကတင်းစာကိုပဲအားကိုးရတာကွာအဲ့တော့တနိုင်ငံနဲ့တနိုင်ငံရဲ့အကြောင်းကိုဖတ်ချင်တယ်ဆိုလို့ရှိရင်တင်းစာကိုဖတ်ရတယ်အဲ့တော့တင်းစာကပြောတဲ့အတိုင်းပဲပြည်သူလူထုကယုံတာလေဟုတ်တယ်မလားအဲ့တော့ဟာအကြိုင်းနေမှဒီဥမင်လိုင်းကောင်းရင်အကြောင်းသိတယ်ရုရှားတွေကလည်းဟိုသူတို့နီးပညာမဖွင့်ဖြိုးလိုက်တာလို့အပြည်သူတွေကထင်သွားမယ်ဆိုလို့ရှိရင်ဒီမီဒီယာစစ်ပွဲမှာ ဒီ MI6 နဲ့ CIA ကအနိုင်ရရှိမယ်။အော်စာပိုရှိသွားမယ်ပေါ့နော်။ပြီးလို့ရှင် KGB ကကြတော့နောက်ကျမှတည်တယ်ဆိုပြီးတိတ်ခါကြတယ်ဆိုပြီးသူတို့အဲ့လိုမျိုးတွက်ခဲ့တာ။ဒါပေမဲ့ April 22ရက်နေ့1956ခုနှစ်မှာ Soviet Union စစ်သားတွေကခါတဲ့ဒီညီတူးပြီးတော့အဲ့ဒီဥမြင်လိုင်းကောင်းကိုအတကုံတူးကြတယ်တူပြီးတော့ဥမြင်နိုင်ကောင်တွေ့ပြီးခါတဲ့တည်င်းစာရေးမျက်နှာဖုံးကြီးအရှိမှာပေါ့နော်ဒီ အမေရိကန်နိုင်ငံကဘလို့ချိုးဖောက်တဲ့အကြောင်းပြီးလို့ရှိရင်နိုင်ငံတကာစီးမြင်စည်းကမ်းကိုမလိုက်နာတဲ့အကြောင်းဒီလုံးဝကိုဘယ်လိုပြောမလဲဆိုစရိုက်ဆန်တဲ့လုပ်ငန်းတွေလုပ်နေတဲ့အကြောင်းဆိုပြီးတော့ခါရဲဒီဝါဒဖြန့်ပြီးတော့တည်င်းစာတည်င်းတွေထဲမှာခါရဲဖြန့်လိုက်တယ်အဲ့ဒါနဲ့ KGB ကဘယ်လိုမျိုးတွက်လိုက်လဲဆိုတော့ငါတို့ဒီလိုမျိုးတည်င်းဖြန့်လိုက်ပြီဆိုလို့ရှိရင်အမေရိကန်တွေကနည်းနည်းတော့စိုးရိမ်သွားမှာပဲအဲ့တော့ကြောင့်မလို့ဒီ အချိန်ရှိကြိုက်လုံးလားဆိုင်ပေါ့နော်တည်င်းမှာခါရဲအကြီးကျယ်ဖြန့်လိုက်မယ်ဆိုပြီးတော့ဖြန့်လိုက်တာဒါပေမဲ့ထင်ထားတလိုမျိုးနှစ်ဖက်စလုံးကထင်ထားတလိုမျိုးအဖြေရမရလာခဲ့ဘူးဘလိုမျိုးအဖြေရလာလဲဆိုတော့ဒီတည်င်းတွေမှာဒီ KGB ရဲ့ခါရဲတပ်ပုံတွေပါရနေစနစ်တကျသူတို့တည်င်းတွေမှာဝါဒဖြန့်ထားတဲ့ဟာတွေပုံတွေကိုကြည့်ရတဲ့အချိန်ကျတော့ဥမြင်လိုင်းကောင်းပုံတွေကိုပြည်သူတွေကတွေ့တယ်ပြည်သူတွေစာဖတ်တဲ့သူတွေကတွေ့တဲ့အချိန်ကျတော့ အရန်ကိုသူတို့က fascinated ဖြစ်တာပေါ့နော်ရန်အန် aura ဘာလို့လဲဆိုတော့အဲ့ဒီခေတ်အဲ့အခါမှာဒီလောက်ထိတေတက် mic အဲ့လိုရမ်း mic ပြီးအဲ့လိုတိတ်တိတ်တက်တန့်လေးနဲ့မြေအောက်မှာဒီ American တွေကဥမြင်လိုင်းကောင်းကြီးပေးတထောင်ကျော်ခါရဲတူးခဲ့တယ်ဆိုတော့ဟာမြေအောက်မှာတော့မဒီလောက်ထိသူတို့ရဲ့ engineer ကတိုးတက်တာမြေပြင်ပေါ်မှာဆိုလို့ရှင်ဘလောက်တောင်တိုးတက်မလဲမသိဘူးဆိုပြီးတော့ အထင်ကြီးတဲ့စိတ်ကဝင်သွားရောအဲ့ဒီတော့ media war မှာပေါ့နော် media စစ်မှာအဲ့ချိန်မှာအာ America ဒီ CIA ကနေပြီးတော့အနိုင်ရရှိတဲ့ပုံစံမျိုးဖြစ်သွားတာအဲ့ဒါနဲ့ဘာဖြစ်လဲဆိုတော့ဒီ operation go ကလေဆက်ဆက်တီကလေးကဒီလုပ်ငန်းကို American ဒီ KGB ကတိခဲ့တယ်ဒါပေမဲ့ဒီ operation go ဟာ အောင်မြင်တဲ့ operation တစ်ခုဖြစ်တယ်လို့လည်းပြောလို့ရတယ်။ဘာလို့လဲဆိုတော့ operation goal ကိုသူကအစတုန်းကသူရည်ရွယ်ထားတာအဲ KGB ဒီ Soviet Union ရဲ့စစ်ဌာနချုပ်ကသူရဲ့တည်င်းအရင်းမြစ်ကိုသူကလိုချင်တာပဲသိတယ်။ဒါပေမဲ့သူတို့ရခဲ့တဲ့ information ကဘာလို့တွားရလဲဆိုတော့ဒီအရှိဘာလင်မှာရှိတဲ့ ပြည်သူလူထုရဲ့အနေအထားပြီးလို့ရှင်ရင်သူတို့ရဲ့နီးပညာပေါ့နော်ဘယ်လောက်ထိထွန်းကားလဲမထွန်းကားလဲဆိုတဲ့ဟာမသိနိုင်ဘူးဘာလို့ဆိုအရန်လုံခြုံရေးတင်ကြလို့အခုခေတ်မြောက်ကိုရီးယားဟိုဝင်ခွင့်မရှိထွက်ခွင့်မရှိဆိုတာလေတနာတယ်ဒီလားအဲ့အရှိပါလဲဆိုလုံခြုံရေးတင်ကြတယ်ဆိုတော့ရရဆက်ဆက်ပဲအဲ့တော့အဲ့လိုအတန်ဖန်းရင်းနဲ့ဒီပြည်သူလူထုရဲ့အခြေအနေ ပြန်အဆောက်အုံတွေရဲ့အခြေအနေသူတို့နီးပညာရဲ့အခြေအနေအများကြီးကိုဒီ MI6 နဲ့ CIA ကနေပြီးတော့လေ့လာခွင့်ရရှိခဲ့တယ်။ရရှိခဲ့တဲ့အချိန်ကျတော့သူတို့ဘလိုမျိုးကင်တွယ်ရမလဲဆိုတဲ့ဟာကိုအနာကတ်မှာ idea တွေအများကြီးပေးနိုင်ခဲ့တဲ့ operation တစ်ခုဖြစ်ခဲ့တယ်။အဲ့လိုနဲ့ပဲဗတ်ပြောင်းလာတဲ့ဒီ Poland spine တူဖြစ်တဲ့ Michael Golanski Golanuski ဆိုတဲ့ spy တူဟာဆိုလို့ရှိရင်သူက MI6 ကိုဘယ်လိုမျိုးတည်င်းပေးခဲ့လဲဆိုတော့မင်းတို့အထက်မှာ George Blake ဆိုတဲ့ spy တရှို KGB ရဲ့တရှို့ကိုတည်င်းပေးအကြီးစားတဦးဖြစ်တယ်ဆိုတဲ့ဟောအချက်နဲ့အလက်နဲ့တိုင်ကြားခဲ့တဲ့အချိန်ကြတော့1962ခုနှစ်မှာ George Blake ကိုဖမ်းခဲ့တယ်ဖမ်းပြီးတော့စစ်ဆေးပြီးတော့ထောင်တန်း52နှစ်ချခဲ့တယ်ဒါပေမဲ့ George Blake ရဲ့ကံကြမ္မာအမှအဆုံးသတ်မသွားဘူး။ဘယ်အချိန်မှအဆုံးသတ်သွားလဲဆိုတဲ့ဟာကိုနောက် George Blake နဲ့ပတ်သက်ပြီးတော့သူရဲ့ spy လုပ်ငန်းဟာတွေသူ့အကြောင်းကိုပြောပြမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဆုံးသတ်ဆက်လန်းလေရန်ဂျာဒီမှာမပြောပြတော့ဘူးပေါ့နော်။ဒါပေမဲ့ဒီ Operation Go မှာ KGB အတွက် Go ဒီ project တွေအများကြီးမှာတကယ်ပဲဒီ information ကိုထက်ထဲဝင်ဝင်ရယူနိုင်ခဲ့တဲ့ဒီ legendary spy solution လဲမမဟုတ်ပေါ့เนาะ George Blake ကတော့ ဲ့အတွက်ကြောင့်မလို့အာနောက်ဗီဒီယိုမှာတော့သူ့အကြောင်းလေးဆက်ပြောမယ်ပေါ့ဒါပေမဲ့သူ့ရဲ့အဆုံးသက်က52နှစ်ထောင်ကြခဲ့တော့ညာလဲ52နှစ်အဲ့ဒီထောင်မှာပဲသူသူ့ရဲ့ဘဝအဆုံးသက်မသွားဘူးနောက်ထပ်အာအများကြီးသူစွန့်စားခန့်တွေရှိသေးတယ်ပေါ့နော်အဲ့တော့ operation go ရဲ့အကြောင်းကတော့ဒီလောက်လေးပါပဲစိတ်ဝင်စားဖို့လည်းအရန်ကောင်းတယ်ပြီးလို့ရှိရင်ကဘာပေါ်ကိုသူ့ဒီ American နိုင်ငံ ဒီ CIA ရဲ့ engineering စနစ်ကအဲ့ခေတုန်းကအဲ့ခေအဲ့အခါမှာတော်တော်လေးကိုခက်ရှိပြေးတယ်ဆိုတဲ့ဟာကိုလေမိမောင်းထိုးပြနိုင်ခဲ့တဲ့ case တစ်ခုဖြစ်ခဲ့တယ်။အဲ့တော့ကြောင့်မလို့အလုံးလေးဂျင်းနဲ့ကြလိမ့်မယ်လို့မျောလင့်တယ်။အလုံးကျေးဇူးလေးရမ်းတင်ပါတယ်လို့နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်။ Bye bye ။